မင်္ဂလာပါအခုဒီမှာပြောပြချင်တာလေးကဒီပုံလေးမှာဆိုလို့ရှိရင်ပါလာရယ်ပေါ့နော်ဒီ line လေးဒီ line style လေးတစ်ချက်ကြည့်ကြည့်မယ်တော့ဒါစာကဲဆွဲထားရပဲဒါပေမဲ့ဘလိုဖြစ်နေလဲဆိုရင်ဒီစာကဲတွေရဲ့ပုံမှာနော်ဒီစာကဲတစ်ချက်လဲလိုက်မယ်ဒါဆိုရင်ဒီ binary လေးကိုတစ်ချက်လာကြည့်လိုက်မယ်နော်အဲ့တော့ binary မှာဆိုရင်ဒါအပေါ်ကဒါ line weight weight ကိုပြောချင်တာ line weight ဒီအောက်ကကောင်ကကြတော့ line ရ properties line ရ properties ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ line ကဘာနဲ့ဆွဲထားအပိုင်းလျာဆိုလို့ရှိရင်တော့ဒါ solid line solid line ပေါ့နော် by block by block သုံး line လို့ရှိရင်ဒါ solid line ပဲဒါပေမဲ့အဲ့ဒီအောက်မှာဒါဆိုရင်အဲဒီမျိုးပေါ့နော်သူဒီဒီ line တိုက်ပုံစံလေးဒါဆိုရင်လည်းပဲဒါ center ပြရတဲ့ line ပုံစံလေးပေါ့နော်အဲ့တော့တခြားပုံစံလေး hidden line လို့မျိုးလိုချင်တဲ့ဆိုရင်ဒီ other ကိုသွားပါ other သွားပြီးတော့မှသူက other ကိုသွားကြည့်မယ်ဆိုရင်လည်းဒီမှာ line တိုက်တရား ဒါလေးပဲပေါ်ရဲပေါ့နော်ဒါကိုယ့်ဆက်ထဲမှာရှိရဲဒါ normal ပေါ်တဲ့ကောင်းနေပေါ့အဲ့ဒီကောင်းနေမလို့ချင်းပေါ့ hidden line လို့ချင်းတာဒီမှာ hidden line မရှိဘူးဖြစ်နေရယ်ဒါဆိုရင်ဘာလုပ်ပြရလဲဆိုလုတ်တင်ပြရပါတယ်လုတ်ထဲရနေမှာ hidden line ကိုရှာပေါ့နော် hidden line ကိုလိုချင်းနဲ့ပုံစံပေါ့နော်ဥပမာဒီဒီလိုမျိုးပုံစံယူမလားဒါမှမဟုတ်ယထာတန်လန်ဒီလိုပုံစံဟာမျိုးယူမလားဟုတ်လားကိုလိုချင်းတဲ့ line ပုံစံကိုဒီမှာတော့မှ hidden line ကိုရေးလိုက်မယ်ပေါ့နော်ရွှေ့လိုက်မယ် okay ဒါဆိုရင်ဒီမှာ လုတ်တင်ပေးလိုက်ပြီလုတ်တင်ပေးလိုက်ပြီဆိုတော့မှကိုခေါ်သုံးလို့တရတော့မှာပေါ့လေခေါ်သုံးလို့အဆင်ပြေမှာပေါ့နော်နောက်ကိုလိုချင်တဲ့ define ထဲမှာပဲဆွဲမယ်ဆိုရင်ကိုလိုချင်တဲ့အခါတိုင်း hidden line ကိုတန်းယူသုံးလို့ရတော့မှာဖြစ်တယ်အဲ့တော့မှဒီ hidden line ကိုလိုချင်တာဖြစ်တဲ့အတွက် okay အပြီးပြန်ရွေးမယ်အဲ့ရမှာ hidden line ပေါ်သွားပြီအမ်ဒါကွာ select မလုပ်ရသေးဘူးပေါ့နော်ခုချိန်မှာ hidden line ရွေးထားတဲ့အတွက်ကြောင့်မှဒီမှာ circle လာပြီးတော့တခုဆွဲလိုက်မယ်ဆိုရင် တော့ hidden line နဲ့လာပေါ်နေရောမှာဖြစ်တယ်။အဲအကယ်၍ဒီ circle ကို hidden line ပေါ်ကျင်တာဆိုရင်အဲ circle ဆွဲပြီးသား object ပေါ်မှာ glitch ပြီးရင်ဒီကနေလာပြီးရော hidden line လေးကိုရွှေ့ပေးပါ။အဲ့တော့ဒီမှာဆိုရင် hidden line ကနည်းနည်းကြီးနေရယ်။ငါကနည်းနည်းလေးဒီ safely သေးကျင်နေပေါ့နော်။အဲ့လိုသေးကျင်နေဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုရင် control 1နဲ့ line properties box လေးကိုခေါ်ရပါတယ်။ဒီမှာ properties box ပေါ့နော်။အဲ့ဒီမှာသူ့ glitch ထားရတဲ့အတွက်ကြောင့်မလို့ ဒီ line နဲ့ပတ်သက်ပြီးသူရဲ့ line skills ပေါ့နော်ဒီ line skill ကြီးဒီမှာလာချင်းလို့ရဒါဆိုရင်ဒါ one ဝင်ထားတဲ့အတွက်ကြောင့်မလို့ဒါ one size ပေါ့သူတက်သေးနေတာဆိုရင် one ထက်သေးတဲ့ size ကိုဒီမှာရေးပြရမယ်ပေါ့နော်အဲ့တော့ဒီမှာ wifi လောက်ထားကြည့်တယ်နေဒါဆိုရင်ဒီ line hidden line ရဲ့အလျားလေးကြီးသေးသွားတယ်ပေါ့နော်ဒီထက်ပိုပြီးတော့သေးချင်းပြီးဆိုရင် point 1 enter ဒါဆိုရင်တော်တော်လေးသေးသွားပြီပေါ့နော်ဒါကိုလိုချင်တဲ့ size ကိုဒီမှာလာပြီးတော့ချိန်ပြီးပါ ဆိုရင်တော့ဒါနည်းနည်းအနေတော်ပဲပေါ့နော်ဒါပေမဲ့ဒီပုံမှာကမလိုဘူးเนาะဒါဒါဒီရဟာကိုပြထားပေါ့အဲ့တော့ဒီ control line တိုက်ချိန်ပြီးပြီးသူ့ရဲ့ scale ကိုကြီးသေးခြုံကျင်ချဲ့တယ်နေဆိုရင် control 1နဲ့ဒီ line property box တွေကိုခေါ်ရပါတယ်เนาะအဲ့ဒါလေးမှတ်ထားပါပါဒီမှာကတော့ဒါ normal flow line ဖြစ်တဲ့အတွက်ဒါလေးပြန်ချိန်ထားခဲ့ပါမယ် အဲ့တော့ဒီပုံလေးဆွဲမယ်ဆိုလို့ရှိရင်ဒီပုံဆွဲမယ်ဆိုရင် sorry နော်ဒီမှာစကဲပြက်သွားအဲ့တော့ဒီပုံဆွဲမယ်ဆိုလို့ရှိရင်ဒီလို line မျိုးစားလေးပါလာပြီအဲ့လိုခါမျိုးမှာဆိုရင်ဒီ line gain layer ရဲ့အောက်ကဒီ line properties ကနေလာပြီးတော့အားသားကနေလုတ်တင်ပေးပြီးတော့မှကိုလိုချင်တဲ့ line မျိုးစားကိုခေါ်သုံးလို့ရမှာဖြစ်ပါတယ် ားလေးမှတ်ထားပြီပါကျေးဇူးတင်ပါတယ်